ားလုံးပဲမင်္ဂလာပါကျမကတော့ NLFA ရဲ့ဒီချဲတောင်ငငယောင်ဖြစ်ပါတယ်ဒီကျောင်းမှာ2006 SCCI level 3ကျောင်းပြီးတဲ့အချိန်ကနေစပြီးတော့ study guide အနေနဲ့ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာမှတဖြည်းဖြည်းချင်းနဲ့ ACCA part 1ရဲ့ FA နဲ့ MA ကိုစပြီးတော့ဘာသာရပ်တင်ဆရာမအနေနဲ့သင်ကြားခဲ့တယ်အဲ့ဒီနောက်မှာတဖြည်းဖြည်းချင်းနဲ့ ACCA part 1 ပတ်ဒူးမှာရှိတဲ့ PN နဲ့ FR ပတ်သရီမှာရှိတဲ့ SVR DIFR CAD CIMA ACCA Foundation စတဲ့ဘာသာရပ်တွေကိုတင်ကြားလာခဲ့တာအခုဆိုရင်တင်ကြားမှုတက်တန်း18နှစ်ကျော်ရှိပါပြီရှင်ဒီချက်ရဲ့တင်ကြားမှုတစ်ချောင်းမှာရရှိခဲ့တဲ့စုတွေအနေနဲ့ဆိုရင် ACCA ရဲ့ PM ဘာသာမှာကဘာပထမ Office ကျောင်းသားတဦး2024ရရရှိခဲ့ပါတယ်။ Country First Myanmar First အနေနဲ့ PM ဘာသာမှာ19ဦး၊ FR ဘာသာမှာ3ဦး၊ SBR ဘာသာမှာ4ဦး၊ DIFR ဘာသာမှာ2ဦး၊ MDU ဘာသာမှာ2ဦးနဲ့စုစုပေါင်းအယောက်30ခန့်ပေါ့နော်စုတွေရရှိခဲ့ပါတယ်။အဲ့လိုစုတွေရအောင်စ조사ပေးခဲ့တဲ့ကျောင်းသားကျောင်းသူတွေကိုလည်းကျေးဇူးတင်ပါတယ်။အဲ့လိုပဲသင်ကြားခွင့်ပေးခဲ့တဲ့ဆရာနဲ့မအောင်လည်းကျေးဇူးတင်ပါတယ်။လို့ဖို့ခိုင်ဘက်ဒီကူညီပေးခဲ့တာတွေ ားလုံးကိုလည်းကျေးဇူးများ යි တင်ပါတယ် ကျမတို့ဒီ NLFA အနေနဲ့ ECCA ဘာသာရပ်များစွာကိုတင်ကြားခဲ့တာနှစ်ပေါင်းများစွာရှိပါပြီ2015 ECCA မြန်မာရုံမြန်မာပြည်ကိုစတင်ပြီးတော့ဝင်ရောက်လာတဲ့အချိန်မှာကျမတို့သင်တန်းကျောင်းကို ECCA ရဲ့ Go Center ကျောင်းတစ်ကျောင်းအနေနဲ့အသိမပြုခြင်းကိုစပြီးတော့ခံရပါတယ်အဲ့ဒီနောက်မှာမှအခု ECCA ရဲ့အမြင့်ဆုံး status ဖြစ်တဲ့ Platinum Approve Learning Partner ကျောင်းအနေနဲ့ဒီ2025မှာချိန်မြင့်ခြင်းခံရပါတယ်ပထမဆုံးကျောင်းအနေနဲ့ချိန်မြင့်ခြင်းခံရတဲ့အတွက် ကျောင်းအတွက်လည်းအများကြီးဝမ်းသာဂုဏ်ယူမိပါတယ်။ကျောင်းရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့ပါဝင်ခွင့်ရတဲ့အတွက်လည်းအများကြီးပဲဂုဏ်ယူမိပါတယ်။ကျမတို့ရဲ့အခမ်းအနားကတော့ကျောင်းတစ်ကျောင်းရဲ့အောင်မြင်မှုဟာကျောင်းသားကျောင်းသူတွေရဲ့အောင်မြင်မှုဖြစ်တာဖြစ်တဲ့အတွက်ကျောင်းသားကျောင်းသူတွေဟာအနာဂတ်မှာလောကန်ခွင့်လန်းလေးဆင်ပြေကြပါစေ။ ACCA ဘာသာရပ်တွေကိုလည်းအမြန်ဆုံးပြီးမြောက်အောင်မြင်ကြပါစေ။ပိုကောင်းတဲ့လောကန်ခွင့်လန်းနေနဲ့ပညာနဲ့ဘဝမှာတက်မိုးပန်းချောင်းပြုနိုင်ပါစေ။ကျမအနေနဲ့လည်းဒီ NLFA မှာအနာဂတ်မှာထပ်ပြီးတော့ထူးချွန်တဲ့ကျောင်းသားကျောင်းသူတွေကိုမွေးထုတ်နိုင်အောင်ကြိုးစားသွားမယ်လို့ ြောကြားလိုပါတယ်ရှင်။